မြမောက်ဂုံဆောင်ချင်းဖိုက်တာဂျော့ရှွာဘန်နဲ့ဂျပန်လူငယ်နှပန်းသမားရေးဆူရီယာတို့ရဲ့ UFC မှာထိုးရမယ့်ပွဲကတော့ရောက်ရှိလို့လာပြီလေဖြစ်ပါရယ်ရေးဆူရီယာကတော့ဂျော့ရှွာဘန်ကိုအထင်သေးကြီးပုံရရပြဒီကောင်ကအသက်လေးငယ်သေးတယ်ဒီကောင်ကျတော့ရှုံးပွေးလည်းမရှိသေးတာကြောင့်မမိကုံကိုယုံကြည်မှုလုံခဲ့တဲ့ပုံရရဂျော့ရှွာဘန်ကိုနှစ်ချီအတွင်းမှာချက်ွက်နဲ့အနိုင်ယူပြမယ်လို့ကြွေးကြော်ထားတာဖြစ်ပါရယ် ဂျေရှုအဘန်ကတော့အခုဆူရီယာကိုလုံးဝအထင်မသေးဘူးသူနောက်ဆုံးထိုးခဲ့တဲ့ခိုဒီဒန်နန်ချက်တောင်းခက်ခဲတယ်ဆိုပြီးတော့ဂျေရှုအဘန်ကအသုံးသက်ပြခဲ့တာလေးဖြစ်ပါ रे ဂျေရှုအဘန်ရဲ့ပြိုင်ပွဲဟောင်းဖြစ်တဲ့နောက်ဆုံးထိုးခဲ့တဲ့ခိုဒီဒန်တန်ကတော့ဒီပွဲမှာဂျေရှုအဘန်အနိုင်ရလိမ့်မယ်ဆိုပြီးတော့အသည့်လင်းကိုခံမှန်ပေးလိုက်ပြီးလေးဖြစ်ပါ रे ကိုဒီဒန်ဒန်ကဂျက်ရှူအဘန်ကိုဒီကောင်ကရုပ်တာဆိုးတာဗျာတဲ့ဒါမဲ့သူ့ရဲ့လက်သီးတွေကကြောက်ခမန့်လိလိပဲဆိုပြီးတော့ချီချူသွားခဲ့တာပဲဖြစ်ပါ रे ဂျေရှွာဘန်ဟာရီဆူရီယာကိုဒုတိယအချီမှာပဲနောက်ကောက်နဲ့အလေးထိုးနဲ့အနိုင်ရရှိလိမ့်မယ်ဆိုပြီးတော့ခံမှန်ထားတာလေးဖြစ်ပါရီဂျေရှွာဘန်ဟာလောလောဆယ်မှာ UFC flyweight တန်းမှာလုံခဲ့တဲ့အပတ်က2ပွဲရကြောင်း ranking နံပါတ်15နေရာကနေခေတ္တကဏဖယ်ပြီးလိုက်ရတာပဲဖြစ်ပါရီဒါကြောင့်မလို့ရီဆူရီယာကတော့ဂျေရှွာဘန်ကိုအခုလိုမျိုး ranking ကနေဖယ်ပြီးရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လေးတိုက်ခဲ့တာလေးဖြစ်ပါရီအယူအဆဆုံးပြောရရင်တဲ့ ပြိုင်ဘက်က ranking အတွင်းရှိနေတာမရှိနေတာကအဓိကမဟုတ်ပါဘူးတဲ့ကျွန်တော်ရဲ့ပြစ်မှတ်ကအရင်တိုင်းပါပဲ ranking တွင်ဝင်ရောက်ဖူးတဲ့ fighter ကိုအနိုင်ယူပြီးတော့ကိုယ့်ရဲ့နာမည်ကိုပရိသတ်တိုင်းသိအောင်သတိထားမိအောင်လှုပ်သွားဖို့ပဲဖြစ်တယ်ဆိုပြီးတော့ race suria ကကြွေးကြော်သွားခဲ့တာပဲဖြစ်ပါတယ် Joshua ဘန်ကတော့ဒီပွဲတော့အကောင်းဆုံးပြင်ဆင်ထားပါတယ်တဲ့ဗျာအထူးသဖြင့်တော့ဒီပွဲမှာပထမအဆုံးမြန်မာအလံကိုကန်ရမှာဖြစ်တဲ့အတွက်အရန်ရန်ကိုရင်ခုန်စိတ်လှုပ်ရှားမိနေကြောင်းကို Joshua ဘန်ကသူ့ရဲ့ပရိသတ်တွေကို အသိပေးသွားကြတာပဲဖြစ်ပါရီပြီးတခါကျတော့ Joshua ဘာဟာမြန်မာပြည်ကဖန်တွေကကျွန်တော်ကိုချစ်ကြပါရီတဲ့အဲ့ဒီမှာကျွန်တော်အချောင်းကိုတော်တော်များများကလေးတီးကြရဲလို့သူကဆိုရီမြန်မာပြည်ကိုအမြန်ဆုံးပြန်ခွင့်ရချင်မိသလိုလူငယ်တွေအတွက်လည်းအများကြီးလုပ်ပေးချင်သေးတာပါဒါကကျွန်တော်ရဲ့စိတ်ထဲမှာအမြဲတမ်းကိန်းအောင်းနေတဲ့ဆန္ဒတစ်ခုပဲဆိုပြီးတော့ပြည်သက်တွေချစ်ခင်မျက်နှာမှုတွေကိုသူကဘလောက်ထက်တီးကျင့်နေနေကြောင်းနေသူဟာမြန်မာလူငယ်တွေအတွက်လည်းအများကြီးကူညီပေးချင်တဲ့အကြောင်းကို Joshua ဘန်ကပွဲကြို အင်တာဗျူးမှာ ပြောသွားခဲ့တာပဲဖြစ်ပါရီဆိုတော့ဒီထူပွေကတော့မဆောင်နိုင်တော့ဘူးလေကြီးတွေရေဆူရီယာကိုဂျော့ရှဝါဘန်ဘလို့အမောက်သိပ်ပြမလဲဆိုတာကြည့်ချင်နေပါပြီဗျာ